ိုးပြီးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။အခုပထမဆုံးပေါင်းမျိုးနယ်အတွင်းစစ်ကြောင်းထွက်လာသည့်စစ်တပ်မှပြည်သူပိုင်းနေအတွင်းကျောင်းဝင်ဖမ်းသည့်စစ်သား၃ဦးကိုအစင်ဖမ်းမိကောင်လက်နက်ခဲများတင်စင်ရရှိမိုင်းနစ်မိသောစစ်သား၂ဦးမှလည်းတင်ဆောင်ဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မကွေးနိုင်ပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသည့်အကြမ်းမတ်စစ်တပ်မှပြည်သူပိုင်နေအတွင်းကျောင်းဝင်ဖန်သည့်စစ်သား၃ဦးကိုအစင်ဖမ်းမိကောင်လက်နက်ခဲယမ်းများတင်စင်ရရှိခဲ့ကြောင်းရန်ရဘူလူရှင်ဖောင်းမှတာဝန်ရှိသူကပြောကြားပါသည်။အော်တိုဘာလ29ရက်နေ့မှာအကြမ်းမတ်စစ်တပ်၏ကာမဆ22မှာထွက်ခွာလာသည့်တမကူကိုလက်အောက်ခံ တရင်တရကို430ကို14တို့ပူပေါင်းထားသည့်အင်အား300ကျော်ပါဆက်ကြောင်းသည့်ပေါင်းမျိုးနယ်တောင်မှစီတော်လရင်တဖွဲ့ဝင်များထိန်းချုပ်ထားတဲ့နေမြေကိုစတင်ဆက်ကြောင်းထုံးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါသည်။၎င်းဆက်ကြောင်းသည့်အော်တိုဘာလာ32ရက်နေ့မှာပသိမ်မုံရွာလမ်းမိုင်းကိုရောက်ရှိလာပြီးနောက်ယင်းနေ့နဲ့အစောပိုင်းမှာချက်ကန်ရွာစတင်ကြောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်း ၎င်းနောင်အကြမ်းမဲ့စစ်သားများကရင်းနှီးနယ်နယ်အစောပိုင်းမှာစတင်ပြီးကျေးရွာအတွင်ပြည်သူပိုင်းနေအိမ်ခုနှစ်လုံးခံကုန်လင်းမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။ထို့နောက်စစ်တပ်စစ်ကြောင်းမှစစ်သား၃ဦးကရင်းနှီးညနေ9နာရီခန့်မှာပြည်သူပိုင်းနေအတွင်တို့ဝင်ရောက်ကစက်ခိုးရံလုံးဆောင်နေစဉ်တော်လရင်တပ်ဖွဲ့များကအစင်ဖမ်းဆီးရမိခဲ့ကြောင်းဒါအပြင်၎င်းတို့ကန်ဆောင်သည့် MA2 တနက်တလန် MA3 တနက်တလန်နှင့်ကြည်တထောင်ခတ်အပါအဝင် KN အချို့ကိုလည်းသိသိရရှိခဲ့ကြောင်းသိရပါသည်။ ဒီစစ်ကြောင်းကချက်ကန်ရွာကိုရောက်တာက31ရက်နေ့နဲ့နဲ့အစောပိုင်း2နာရီဝန်းကျင်လောက်မှရောက်လာတော့သူတို့တက်ဆွဲတာကစတင်ကြောင်းထဲမှာတက်ဆွဲတာစစ်ခွေးတွေကချက်ကန်ရွာကနေခုနှစ်လုံးလောက်ကိုလည်းမိရှို့သွားတယ်။အစစ်ခွေးစစ်ကြောင်းတွေကစစ်ခွေးသုံးကောင်ကကျွန်တော်တို့ရှိနေတဲ့နာကအိမ်မှာစက်လာဖန်တဲ့စစ်ခွေးသုံးကောင်ပေါ့စက်လာဖန်တဲ့အထဲမှာစစ်ခွေးနှစ်ကောင်ကတနက်နဲ့လက်ပါလာတယ်။တကောင်ကတနက်မပါဘူး။ သူတို့ဂျပန်နဲ့အချင်းတကောင်ကတနက်လွှဲထားတဲ့ဂျန်နဲ့တကောင်ကတနက်ကိုချပြီးချက်ကိုမဲနေတဲ့အချိန်မှာအခွင့်ငောင်းယူပြီးတော့ဝိုင်းပြီးတော့ဝင်ဖန်းတာတန်တလဲတစ်ချက်မှမဖောက်လိုက်ရဘဲနဲ့ဖမ်းမိခဲ့တာလို့ရန်ရုံမှုလို့ရှင်ဖောက်မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါဖမ်းဆီးမှုကိုရန်ရုံမှုလို့ရှင်ဖောက်နဲ့မခုတ်ခုခရံအမတ်စနစ်တရင်ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၎င်းစစ်ကြောင်ကနိုဝင်ဘာလတရနေ့မှာချက်ကန်ရွာမှပင်တော်ပြူစောတိရွာနှင့်ဒီတော့ကွင်ရွာပြူစောတိရွာကိုစစ်ကြောင်နှစ်ကြောင်ခွဲ၍ထွက်ခွာသွားကြသိရပါသည် ထို့တို့ထွက်ခွာသွားသည့်စစ်ကြောင်းမှဒီလိုကွင်ရွာပန်းသူသွားသည့်စစ်သားများသည့်ရဲရုံဘုလို့ရှင်ဖောင်မှထောင်ထားသည့်မိုင်းများနေမိပြီးစစ်သားနှစ်ဦးသေဆုံးခဲ့ကောင်ရဲအလောင်းများကိုထားရှိခဲ့တာကြောင့်တော်လရင်ရဲဘော်များကအမြင့်မြုပ်တကြိုပြလဲရကြောင်းသိရှိရပါသည်။လက်ရှိအချိန်မှာစစ်တပ်စစ်ကြောင်းမှလိုက်ပါလာသည့်စစ်သားများကစိတ်သက်ပိုင်ဆိုင်ရာအလွန်ကြောင်ဆင်းနေပြီးခရဲများကိုလည်းစစ်ကြောင်းဖြတ်တန်းသွားရန်လမ်းတဆောင်မှဆုံးပြသွားခဲ့တာကြောင့် တော်လန်ရေမှာစိတ်သက်သက်ကြစားပူပါပါဝင်ပေးကြပါရဲ့မြေသားရခန်းချောင်းရန်ရူဘိုလိုရှင်ဖောင်းမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးလောင်လုံးမြို့နယ်စီကျေးရွာများကိုစစ်ကြောထိုးလာသည့်စစ်တပ်ကနေရက်ဆက်တိုက်ခိုက်မှုစစ်တပ်ဘက်မှရှင်းဦးတည်ဆုံဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။တရင်နိုင်တိုင်းလောင်လုံးမြို့နယ်စီကျေးရွာများကိုစစ်ကြောထိုးလာသည့်အကြမ်းမတ်စစ်တပ်ကနေရက်ဆက်တိုက်ခိုက်ရာစစ်တပ်ဘက်မှရှင်းဦးတည်ဆုံခဲ့ကြောင်းဒေါနာစစ်ကြောတုံးကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ22ရက်နေ့နဲ့22ရက်နေ့တို့မှာ အင်အား94ဦးပါအကြမ်းမတ်စစ်တပ်စစ်ကြောင်းကကရင်ပြည်ကျေးရွာနှင့်ကမ်းပဏီကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကစားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့တိုက်ခိုက်မှုနှစ်ကြိမ်အတွင်းအကြမ်းမတ်စစ်တပ်ဗမာရှိဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော်လှန်ရေးရဲဘော်တအုပ်မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်တိုက်ပွဲအတွင်းအကြမ်းမတ်စစ်တပ်ဗမာလက်နက်ကြီးပစ်ကူအပါအဝင်စစ်တေမောများကလည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းကကမ္ဘာနီချင်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်ကကမ္ဘာနီရွာနှင့်ပညစ်ချင်းရွာကြားရှိဖျားတောင်မှတက်ဆွဲထားခြင်းတော်လန်ရေးတပ်ဖွဲ့များကလည်းဒီုံပြေပုံကျတိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်ဒဏ်ဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်အစောပိုင်းတိုက်ခတ်မှုကိုဒေါနာစစ်ကြောင်း၃ဒေါနာတခွဲခွန်ထဝဲခရံတပ်ပေါင်းစု DNL လေးဒုက္ခရစစ်ကြောင်း ရမညမွန်တက်တော်နှင့်လောင်းလုံးပါကဖားတို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအချိန်မှာအစမတ်စတက်ကလောင်းလုံးမျိုးပေါ်ကိုရရှိသွားပြီဖြစ်ကြောင်းသိရှိရပါသည်။ဆလပင် လေးကိတ်ကော်တိုင်ပွင့်ခမရ200ကိုတရင်အထင်နာပြီးပြန်ဆုံးခဲရန်အများအပြားတင်ဆက်ရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ကရင်ပြည်နယ်လေးကိတ်ကော်မျိုးတဲ့အနာတိုင်ပွဲပြင်းထန်နေပြီး စ်ကောင်စီရဲ့တမ22လက်အောက်ခံခမာရ200ကိုတရင်အထည်နာပြီးပြန်ဆုတ်ခွာရကအဲ့ဒီတရင်ထံကခရဲတွေအများအပြားတင်စီရရှိခဲ့တယ်လို့မြေပြင်ရဲဘော်နဲ့စီးရင်သတင်းရှင်မြက်ကပြောပါတယ်တိုင်ဝဲတွေရစက်ပြင်းထန်နေတဲ့ဒေကီကောဒေသနာမှာပြီးခဲ့တဲ့အောက်တိုဘာလ31ရက်ကရတိကူအနီမှာတမတ်22လက်အောက်ခံခမာရ200ကိုတရင်နေတော်လေးရပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာခမာယာနေရကိုတရင်အထင်အားလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခရင်အများအပြားကျန်ခဲ့တယ်လို့တော်လန်ရဲရဲဘော်နဲ့စီးရဲသတင်းရှင်မြေကပြောပါတယ်အလောင်းမှာကျန်နေစကားစားခရင်ရရှိတယ်လို့အဲ့ဒီတိုက်ပွဲမှာပါဝင်တဲ့ရဲဘော်တအူးကပြောပါတယ်တမဟာချောင်းဒေတာကစီးရီတရင်ချင်းမြေကလည်းတမ20နှစ်တမမှုကတော့လေးတလုံးမိုးတလုံးနဲ့လို့အော်တိုဘာလ32ရက်တမ20နှစ်အထိနာသွားတဲ့အပေါ်မှတ်ချက်ပြုပါတယ် ဖြူဟာ30နှစ်ချက်တင်းနဲ့စစ်ကြောင်းကောင်းနိုဝင်ဘာလ2ရက်နေ့ညပိုင်းကထုတ်ပြန်ထားတဲ့ရုပ်သံမှန်တမ်းမှလည်းခရဲရွေအများအပြားသိရရှိတာကိုတွေ့ရပါတယ်။အော်တိုဝါလာ31ရက်နေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ပြခတ်မှုကြောင့်ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် TKBA ထင်းချုပ်ဒေသဖလူရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မီးပန်းကိုတော့120မမလက်နက်ကြီးကြီးထိမှန်ပြီးမိလာပောက်ကွယ်မှုဖြစ်ခဲ့တယ်လို့လည်းတရင်ချင်းမြစ်ကပြောပါတယ်။ စစ်တပ်ကလေကိတ်ကော်ဒေတာကိုစက်တင်ဘာလ23ရက်ကစပြီးတမ22လောက်ကန်တရင်တွေကို3ရင်း WR ဖွဲ့ပြီးဖြူဟာ3ခုနဲ့ခွဲပြီးစစ်ကြောင်းတို့တိုက်ခိုက်နေတာပါပြူဟာ221ပြူဟာ222ပြူဟာ223ဆိုတဲ့၃ပြူဟာနဲ့ဝဟာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1000နဲ့စစ်ကြောင်းထိုးလာတာလို့ ပူပါဆစ်စင်ရဲမူပုံမှုတူရာစောတာပေါ်ကအော်တိုဘာလ23ရက်နေ့မှာပြတ်ထားပါတယ်။ကရင်ပြည်နယ်လေးကေကောဒေတာကိုစစ်တပ်ကတမ22လောက်ကံပြူဟာ3ပြူဟာနဲ့စစ်သားအင်အား1200ကျော်သုံးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလအတွင်းမှာဒုတရဲမူတအူအပါဝင်150ခန့်တင်ဆုံပြီး200ဝန်းကျင်ခန့်တရားရရှိကအထိနာနေတယ်လို့ပြူဟာ32ပူပါဆစ်စင်ရဲမူပုံမှုတူရာစောတာပေါ်ကပြောကြားပါတယ်။ လေကိတ်ကော်ဒေတာတိုက်ပွဲတလအတွင်မှာစစ်ကောင်စီတပ်ကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီးမြေပြင်မှာတင်းစီရမိတာကလက်နက်၅လက်နဲ့စစ်သား၃ဦးဖမ်းဆီးရမိတယ်လို့လဲဆိုပါတယ်စစ်တပ်ဟာလေကီကောဒေတာတိုင်ပွဲအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတွေကိုအများဆုံးအသုံးပြုထားတယ်လို့သူကပြောပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲပြန်အောင်နှောက်ဆက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့လူ90နီးပါးစစ်ကောင်စီဖမ်းဆီးထားဆွဲတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုပြင်ဆင်အားနောက်ဆက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီဟာ၃လတာအတွင်းအမျိုးသားအမျိုးသမီးစုစုပေါင်း88ဦးကိုဖမ်းဆီးထားပါတယ်။နေပြည်တော်မှာအော်တိုဝါလာ31ရက်ကပြုလုပ်တဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာဗဟိုကော်မတီအစည်းအဝေးမှာစစ်ကောင်စီပြည်ထောင်ရေးဝန်ကြီးဒုတိယပို့ချုပ်ကြီးထွန်းထွန်းနောင်ကဖမ်းဆီးထားသူဦးကြီးကိုထုတ်ပြောလိုက်တာပါ။ အမျိုးသား83ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း87ဦးကိုရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖြည့်ဆည်းခြင်းကရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖြည့်ဆည်းခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ဖန်ဆီးအရေးယူထားတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့ပြောမသွားပါဘူး။ဒါအပြင်ရွေးကောက်ပွဲကိုထိခိုက်စေသူတွေကိုစုံစမ်းဖောက်ထုတ်ပြီးအရေးယူဖို့ကိုလည်းစစ်ကောင်စီပြည်ထောင်စုဝင်ကြီးကရဲတပ်ဖွဲ့ကိုအမိန်ပေးခဲ့ပါတယ်။ အနာနင်းစေကောင်းဆောင်ဟာသူကျင်းမာတဲ့ရွေးကောက်ပွဲကိုနှောက်ဆက်ဖြစ်စီတဲ့သူတွေကိုအရေးယူဖို့ရွေးကောက်ပွဲနှောက်ဆက်ဟန်သားဖြစ်စီခြင်းကနေကာကွယ်ပေးရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။အဲဒီနောက်လူမှုကွန်ရက်ကနေရွေးကောက်ပွဲကိုဝေဖန်ရေးသားသူတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ပထမဆုံးဖမ်းဆီးခံရသူကစမ်းပြည်နယ်တောင်ကြီးမြို့နယ်ကိုနေသွေးဆိုသူဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ1000နှစ်ချခံရပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းကတွင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြင့်ရုပ်ရှင်ကားနှင့်ပတ်သက်ပြီးဝေဖန်တာအပြစ်တင်တာတွေကိုအားပေးထောက်ခံလို့ဆိုပြီးဒါရိုက်တာ၃ဦးတရုတ်ဆောင်၂ဦးစုစုပေါင်းအမျိုးသား၅ဦးကိုစစ်ကောင်စီကဖမ်းဆီးထားပါတယ်။